အဲ့ဒါလည်း900ရည်နံပါတ်ကျွေးတော့တွေ့ရဘာကြောင့်ကျွေးတယ်လဲအဲ့ဒီမှာရှိနေတဲ့အဲ KIA ရဲ့အကြီးကောင်ကရောက်နေတယ်ရဲစခန်းဟောင်းထဲမှာရှိနေတယ်အဲ့ဒါကိုတောင်တော်တိကျနဲ့အဲရှင်းလိုက်တာ17ရောက်နဲ့20လောက်ကဒဏ်ရာ17ကတော့အလစ်ပေါ့နော်အဲ့လိုမျိုးရှိတယ်ဈေးတွဲမှာတော့18ရောက်လောက်လစ်တယ်အယောက်20နဲ့အဲ3ရောက်နဲ့28ရောက်ကြားမှာအပြင်းထန်ဖြစ်တယ်ကျန်တာတော့အဘလောက်ရှိလဲတော့မသိဘူးဒါအချမ်းမြင့်ကကျွန်တော်သိရှိတာရှိတယ်အနေပြီနဲ့ပလက်ဝါမှာဒါတက်မတော်ကဟို ပေါင်900ဘုံ3လုံးပေါ့ဘယ်ထုပလိုက်တဲ့ဘယ်ထုလိုက်တဲ့အချိန်မှာစေရုံဝင်းကျင်မှာတလုံးနောက်ခါကျတော့ဇော်ဖုံးဆိုင်မှာတလုံးနောက်ကကြဘိုတဲမှာတလုံး၃လုံးခွဲပြီးတော့ကျဲလိုက်တယ်ကျဲလိုက်တဲ့ချိန်မှာတချို့ကလည်းသေတိုင်းပိုင်းသိကျင်လားဆိုတော့အများစုကသိကျင်ကြတာကိုကြည့်ရတဲ့အားလေးကျွန်တော်ကြားသိရတဲ့လောက်ပြောပြပါမယ်အဲ့ဒီမှာကဇော်ဖုံးဆိုင်နားမှာသေတာက၆ယောက်နဲ့9ယောက်ဈာမှရှိပြီးတော့ဒဏ်ရာရတဲ့လူက10ယောက်နီးပါးလောက်ရှိပါတယ်နောက်တစ်ခါကျတော့ဆေးရုံဝင်းကျင်မှာတွားပြီးကြတဲ့ အောင်ကြတော့အဲတည်ဆုံးသူက dev on နေမှာဒီတော့မပြူနိုင်သေးဘူးเนาะဒီတက်များဖို့ရှိတယ်နဲတဲ့များတာတော့ကျွန်တော်တို့အဲ့ဝင်းတဲ့လောက်တော့မှတ်လို့ရမယ်အဲ့မှာကကျွန်တော်6ရောက်နေပါလောက်ကြတယ်6ရောက်နေပါလောက်တက်သွားတယ်အဲ့မှာ7ရောက်လောက်ကတော့လက်ရှိဒဏ်ရာပြင်းထန်တဲ့သူတွေရှိတယ်တပ်ပငါချက်ငါးကြီးလည်းရှိတယ်နောက်ကဗိုလ်တဲမှာလည်းပဲထိုတိလောက်9ရောက်အောက်သွားတယ်9ရောက်တက်သွားတယ်နောက်ဆက်အဲ့ဒီမှာအဲဒါအေရကောင်နေပဲเนาะအေကအေကောင်နေပဲအုတ်ချွေပိုင်းကောင်နေပဲအဲပါတာ အဲပြည်သူအတော့မပါဘူးကျွန်တော်တွေ့ကြနည်းနည်းပါးပါးဖိတ်ဆင်တာတော့ကတော့ဒဏ်ရလူရှိကောင်းရှိသွားလိမ့်မယ်ဒီကောင်တွေအုပ်ချုပ်ရေးပဲကောင်တွေအကုန်လုံးလစ်ကုန်တာတွေ့ရတယ်တကယ်အဓိကကောင်တွေပေါ့နော်အဲတော့ကျွန်တော်တို့သူတို့လစ်တာတွေတော့တိတ်မပြောချင်ဘူးဆိုတော့ကျွန်တော်ညီကောင်မကလည်းတီးကျွန်တော်ကျွန်တော်ပြောပြပါမယ်နောက်တစ်ခုကျတော့ကြောင်မဲနန်းစောကြောင်လည်းပဲလက်နဲ့ကြီးတွေရောလေချောင်းတွေရောကျွန်တော်ဗီဒီယိုရှင်းနေတာရှိတယ်ကြောင်မဲကတော့မြို့အောင်ကြောင်မဲကရှင်းပြလို့ချင်ပလောင်တွေက အရှင်ထွက်လို့မရအောင်တမလောကထိန်းသိမ်းသိမ်းလုံးနေတာကိုကျွန်တော်တို့တွားပြီးတော့တွေ့ရှိရတဲ့ဘုံအပေါ်ဝါဒီမှာမျိုးအဝင်ဝါဒီမှာအကုန်ရှိပါပြီမိုင်းနေရှင်းနေတဲ့နေမင်းချင်းတဖြည်းဖြည်းနဲ့ကြောင်တော့ကြောင်မဲတော့ရပါပြီဒါ AC ပါပဲအဲဒါကဆရာမူရတော့သူပြင်ညာတော့မယ်ထင်တယ်နော်ဥဇော်မင်းလက်ကြီးကပြင်ညာတော့မယ်ထင်တယ်ဘလောက်မျိုးဖြတ်တဲ့ဥဇော်မင်းလက်ကြီးကတော့သူပြင်ညာတော့မယ်ထင်ပါတယ်ဒီဒီနေ့နဲ့မနက်ဖြန်သူပြင်ညာမယ်ထင်တယ်အားလုံးက okay သွားပြီ နော်ကျွန်တော်တို့ကဒါဒါရိုက်သတင်းတွေတီးရှိလို့ကျွန်တော်တို့ကကြိုတင်ကြိုတင်ပြောပြတာရှိတယ်။တချို့ကလေဒါတော့ကျွန်တော်တိတ်တော့မပြောတော့ဘူးနော်။အဲနောက်ဆက်ပြောဦးမယ်။သခိုင်းမျိုးမှာချင်းစုရက်ခွက်ရှိတယ်ဗျာ။နောက်တစ်ခါကျတော့အေးမြဝရီရက်ခွက်ရှိမှာဗျာ။အဲမှာဟိုစစ်ကြောင်အဲနဲမှာဆိုပြီးတော့အကြဖက်တွေနေထိုင်နေတယ်။အဲတော့တမန်တော်ကသတင်းရပြီးတွားရောက်ပြီးတော့ဖမ်းဆီးတယ်ရှင်းနေတယ်။အကြဖက်တွေတော်တော်များများမိတယ်လို့ကျွန်တော်ကြားသိရတယ်။အဲသခိုင်းမှာပဲဒီတာယိုကြီးအနောက်ချမ်းမှာအာဆိုလို့ရှင်လို့ရှင်ဘောကရက်လား။ ဗောကရက်မှာတောင်နဲ့မြောက်ရှိတယ်တော့ဗောကရက်မှာဗောကတောင်ပိုင်းတို့ဗောကမြောက်ပိုင်းတို့ရှိတယ်အဲ့မှာလည်းပဲတပ်တော်ကအကြံဖက်တွေတည်ရှိတယ်ဆိုတော့တည်ရှိကြားသိရတဲ့သွားရောက်ဖမ်းဆီးတယ်နောက်တခါအဲ့မှာငါးတက်ကြီးငါးတက်ကြီးမှာလည်းပဲအကြံဖက်တွေရှိတဲ့နေရာဝှသွားရောက်ပြီးတော့ဖမ်းဆီးအရှင်ဖမ်းဆီးရမိတာတော့မင်းကတော်တော်များတယ်လို့ကျွန်တော်တို့ကြားသိရတယ်ဒီမြင်းကြံ့ညောင်ပင်ရောင်လည်းအဲတပ်တော်ကပါမော်တာကြီးနဲ့တောက်ချောက်ဖိထုပြီးတော့ရှင်းလင်းမိတာရှိတယ်အဲ့မှာတော့ကျွန်တော်တည်ရှိရတာမသိတာယုံမွန်တို့နဲ့အတူတူ အဲမြန်မာတပ်မတော်နဲ့အတူတူပေါ့နော်ရဲကော်မန်ဒိုတွေရောမတ်တီတာယူမွန်တို့ပြည်သူ့ဆက်အဖွဲ့တွေရောအဲ့မှာတိုက်နေတယ်လို့ကျွန်တော်တို့ကြားသိရတာရှိတယ်အဲမတ်တီတာယူမွန်တို့ရဲ့အဲဂုံအင်ကားလဲဗျကောအမျိုးသမီးတယောက်သားဖြစ်တဲ့ဒါထင်မောကြော်ကြတယ်ဗျတတိပြတိလိုက်ပြေဆုံးသလိုအုံနောက်ငြိမ်နေတော်တော်ကောင်းတယ်လို့ကျွန်တော်ပြောရမယ် ဟိုမဲတဖို့မကြီးနဲ့စာလုပ်ရှင်ပါအဲဒါသိပြန်မှမပြောချင်ပါဘူးဗျာဒီစကားကျွန်တော်ဒါအဲကျွန်တော်သိချက်တည်းတည်းအကြောင်းအရာလေးပဲ channel မျှဝေတာဖြစ်တဲ့အတွက်အမှုပညာနဲ့တင်ဆက်တာမဟုတ်လို့ဒီစကားလေးကိုနည်းနည်းပြိလိုက်ပါမယ်နောက်တစ်ခါကျမုံရွာကြောက်ကရွာမှာကြောက်ကဖဲဆိုလဲမြောက်ရွာတို့ကဖတ်မှာနေမြင့်ရှင်းနေနေမြင့်ရှင်းတော့အကြဖက်အိမ်ဒီမှာများအကုန်လုံးကြောင်တလင်းခောက်အောင်ပြီးရှင်းလင်းခဲ့တာကိုကျွန်တော်တို့တွေ့ရတယ်နော်အဲကြောက်ကမြောက်ရွာတို့တောင်ရွာတို့ နောက်ကရေနံကုန်းတို့အဲ့ဒီဘက်မှာဆိုလဲနေနေရှင်းနေနေနေရှင်းနေတော့ တမ်တော်ကဒီအကြံဘက်တရှိတဲ့နေရာတွေအားလုံးကိုပြက်ပြက်တသားရှင်းလင်းအောင်ကိုကျွန်တော်တို့သွားပြီးတွေးရှိရတာရှိတယ်နောက်တစ်ခါဒီမိုဆိုဘက်ကိုကျွန်တော်ထပ်ပြောကြမယ်ဒီမိုဆိုမှာဆိုလို့ရှင်လို့ရှင်ရင်အဲဖလူโซလမ်းမိုင်းရှိတယ်ဗျာဖလူโซလမ်းမိုင်းမှာဆို KNDF တွေတော်တော်များများဒါဖလူโซလမ်းမိုင်းမှာတိုက်ဝဲဖြစ်တယ်တိုက်ဝဲဖြစ်တော့ KNDF တွေတော်တော်များများတည်ကြတာကိုကျွန်တော်တို့တွေးရှိရတယ်เนาะအဲဒေါက်ကငါရက်ကွက်မှာဆိုလဲလေချောင်းတွေရောဒုံးတွေရောလက်နက်ကြီးတွေရောတော်တော်များများကိုဆုံးမတာကိုတွေ့ရတယ်အဲ့ဒီမှာကြတော့ KNDF အလောက်29လောင်းလောင်း င်ဟိုရရှိတယ်လို့အတီမပြုနိုင်တဲ့တည်င်းရှိတယ်သူ့ထက်တော့ပိုများဖို့ရှိတယ်အကြဟိုဒဏ်ရရလို့လည်းနည်းနည်းတော့မဟုတ် တော်တော်များများရှိတယ်အဲ့မှာကျွန်တော်တွေးရှိရတဲ့ပုံစံရနော်ဒီမော်ဇွန်နာဖလူဆိုဖဲကုန်းအဲ့တောင်းချောက်ကတော့တမနော်ကချက်ချောင်းနေကအကုန်ရောက်ရှိနေပြီးသားထိမ့်သိမ့်ပြီးသားအဲနောက်ထပ်သူဆက်သွားမယ်ဆိုလို့ချက်ဘောလက်ဖဲကိုဆက်ရအောင်လုပ်မယ်တဲ့အခုတနိုင်ငံလုံးကတော့တမနော်ကချက်ချောင်းထိုးမှုတိုက်ခိုက်မှုကတော့တော်တော်အားကောင်းနေတာကိုကျွန်တော်တို့လည်းတွေးရှိရတယ်နော် ဒီနေ့မှကျွန်တော်ကိုစကားများများမပြောပါနဲ့တဲ့နာများများတင်ပြပေးပါလို့ပြောတဲ့သူတွေရှိတယ်။အဲအဲဒါပဲကျွန်တော်ကတော့ကိုကျင်းစားပါတယ်။ဘာဖြစ်လို့သူတို့လည်းဖုန်းမေးလေးတွေမရှိမရှိမနဲ့လောက်ရတာမလို့ပါ။တတန်းလူဆိုစိတ်ဆုံးပါပေါ့။အမှသူကကြည့်ကြည့်မကြည့်ရပြောမှာပေါ့။ဒါမှသူတို့ကသိလဲသိကြပါနဲ့။စီးဝါးရေးတွေရဲ့အခြေအနေအကြောင်းအကြက်တဲ့အမျိုးမျိုးကြောင့်သူတို့ပြောတာကိုလည်းလက်ခံပါတယ်။သူတို့လည်းပဲကျွန်တော်တတ်နိုင်တဲ့လောက်လည်းစကားလေးကိုလည်းမြန်မြန်ပြောပေးပါတယ်။ကျွန်တော်သိရှိတဲ့တတန်းအကြောင်းရတွေလည်းကျွန်တော်ဒီမှာလူ6ယောက်9ယောက်လောက်ကဝိုင်းလုပ်ပေးတာပါ။နော်အဲ့ဒါလေးတော့အဲစကားလေးစကားလေးပြောပြတယ်ဆိုတော့ လိုအပ်လို့ပြောတာပါအဲ့ဒါလေးတော့တိခံပေးဖို့အတွက်ဒီနေရာနေမှာပိုင်ရဲကိုတောင်းပန်ပါတယ်ဗျာเนาะအဲပိုင်ရဲကိုဒီဘာဘရံဘူးအကောင့်ကိုတိုက်ရိုက်ကြည့်ရှုပေးလို့လည်းကျေးဇူးတင်ပါတယ်เนาะအဲကျေးဇူးတင်ပါတယ်တော်တော်ကျေးဇူးတင်ပါတယ်ရင်းနေလိုက်လည်းကျေးဇူးတင်ပါတယ်ကဲစကားဆက်မှာဆိုလို့ဆက်ပြောလိုက်အောင်မယ်နောက်ကင်းပြီနဲ့၄ကီကောဘက်ကိုကျွန်တော်တို့ပြောကြမှာကင်းပြီနဲ့၄၄ကီကောမှာစစ်ကြောင်းက၅ကြောင်းလောက်ပတ်ထိုးနေတယ်၅ကြောင်းလောက်ပတ်ထိုးနေတယ်ကင်းပြီနဲ့၄ကီကောကတော့ရက်နေနေကြာပြီဘာလို့မရလဲဆိုတော့ဒီဘက်ကျွန်တော်တို့အဲကြုံတို့ဘက်ကဆင်းသွားတဲ့ အကြမ်းဖက်တွေ KNU တွေ KLN တွေအကုန်လုံးအဲ့ဒီမှာသွားစုတယ်ပြီးတော့သူတို့ကလည်းအဲ့နေရာပဲရတော့မယ်ကျန်တဲ့နေရာတွေမှာရှိနေတဲ့အဖွဲ့တွေကလည်းပဲသူတို့လက်မခံဘူးဖြစ်တယ်လက်မခံတော့သူတို့အဲ့နေရာမှာအထိုင်ချပြီးတော့မှအထိုင်ကိုတေချာကြကြနနာကြပြီးတော့ပျောက်ကြားစနစ်စနိုက်ပါစနစ်တင်နေသူတို့လှုပ်ဆောင်နေတဲ့အတွက်ဒီဘက်တမနော်ကအရှင်းတော့တောင်မြောက်ဝိုင်းပြီးတော့စကြောင်းငါးကြောင်းလုံးနဲ့ပတ်ထိုးနေတာရှိတယ်အဓိကကတော့ကျွန်တော်ရမယ်ကျွန်တော်ဒီဘက်ကအပိဆက်မှုနင်းအောင်လို့တိုက်နေတာဖြစ်တယ်เนาะအဲ့တော့အာဒီ စစ်ကြောင်းတွေဆိုပြဒီမေဝါကီဘက်ကတော့နောက်နောက်ညဝက်ကဆိုကြောက်ဟူရဘက်ကဆိုတောင်တော်စစ်ကြောင်းတို့ဒီလိုလေးပြည့်ပြည့်စုံစုံတော့ထိုးနေတာကျွန်တော်တွေ့ရတယ်။မနေ့ကလည်းလက်နက်ကြီးတွေရောလေရင်တွေရောတောက်လျှောက်ထုနေတာပဲ။နော်လက်နက်ကမစ်ဆိုင်းတွေလည်းထုတာပဲ။တော်တော်ကြီးကိုကျွန်တော်တွေ့ရတယ်။မနေ့ကဒီစနိုက်ပါသမားဆိုလို့ဆယ်ယောက်လောက်ရှိတယ်သူသေတာ။ဟိုနေအလောင်းလက်နက်အလောင်းတွေရောလက်နက်တွေရောကျွန်တော်တွေ့ရှိတယ်။အဲပြီးတော့အဓိကကတော့ဗျအာမဲလက်ပန်တို့ဘလူးရွာတို့မက်တော်တလေးတို့အိုက်ဘတ်တို့လည်းတက်မလို့ဘက်ကတို့အထေကဘုံတွေနဲ့ထုတယ် အဲ့မှာလည်း KIU လေး KLL လေးတွေတော်တော်များများသိတာကိုကျွန်တော်တို့တွေ့ရတယ်အဓိကသူတို့နေထိုင်ရဖုန်းကြောင်းနဲ့စာသင်ကျောင်းတွေပေါ့နော်အဲ့ဖုန်းကြောင်းနဲ့စာသင်ကျောင်းတွေမှာအဓိကသူတို့နေထိုင်တဲ့အတွက်တည်ကြတယ်ပေါ့ဗျာအဲ့နေရာကိုတီးတဲ့တော့လောက်ရတာပေါ့နော်တာတိကအဆောင်တော့ဖြည့်ဆည်းတာပေါ့နောက်တစ်ခုကျွန်တော်ဆက်ပြောမယ်ဆိုဒီကရေပြည်နယ်ဘက်ကိုပဲဆက်ပြောလိုက်အောင်မကရေပြည်နယ်မှာဆိုကင်းအဖွဲ၃ဖွဲ့ဟာအဲမင်းရတော့သူတို့က ရွေးကောက်ပွဲတပ်မတော်ရဲ့ရွေးကောက်ပွဲကိုပူပေါင်းပါဝင်မဲ့ data timing အေဂျင့်ရေးအတွက်အဲပြည်သူကပြည်သူလူထုအေဂျင့်တည်ငြိမ်ရေးအတွက်เนาะဒါရွေးကောက်ပွဲကိုသူတို့တပ်မတော်ရွေးကောက်ပွဲကိုကြိုးစားတယ်ထောက်ခံတယ်ပြီးတော့လုံခြုံရေးစောင့်ရဲပေးမယ်ဆိုပြီးတော့ဒီ KNU KLL PC ရဲ့နောက်တခါ DKB ရဲ့အဖွဲ့ရဲ့ BGF အဖွဲ့ရဲ့ပေါ့เนาะအဲ့လိုမျိုးပေါင်းပြီးတော့သူတို့ အစည်းအဝေးလုပ်တဲ့မှာကျင်းကြတယ်အဲ့မှာတော့လုံးဝတီးတန့်တစ်ခုပဲဖြစ်တယ်ဆိုတာ KIU ဘဟုဘအဖိုးကြီးတွေနဲ့ OGO မတွေတေကန်ဒီကောင်တွေပေါ့နော်ဒီကောင်တွေတစ်ဖက်ပဲဒါတပ်နောက်ကဒီ BDF တွေနဲ့တပ်နောက်ထောက်ခံတဲ့ပြည်သူစစ်တွေနဲ့နော်ပြည်သူစစ်ပေါ့သူတို့ကပြည်သူစစ်ဖြစ်တာပေါ့ဗျာကရင်ပြည်နယ်အတွက်ပြည်သူစစ်အဖွဲ့၃ဝန်းနဲ့ပေါင်းစည်းပြီးတော့ ဒီလိုအကြဘက်အဖွဲ့ကို share ရှင်းလိုက်မယ်ဆိုလို့ရှိရင် KB နဲ့ agent သွားမယ်လို့လည်းကျွန်တော်အနေနဲ့ကမျှော်လင့်မိတယ်။ဒါလည်းအမြန်ဆုံးရှင်းလင်းနိုင်ပါစေလို့ပဲဆုတောင်းရမှာပဲเนาะ။နောက်ကကျွန်တော်တလင်းလိုင်းအတိုင်းဘက်ကိုလည်းပြောချင်တယ်။တလင်းလိုင်းပူလို့မှဆိုတောင်းကန်းတောင်ရကန်းရောက်မှဆိုလည်းတက်ကအထိုင်စကန်းရှိတယ်။အဲ့အထိုင်စကန်းကိုလာတိုက်တယ်။လာတိုက်တဲ့ KLN လေးတွေပဲပေါ့เนาะ။အဲ့အသေးများပြီးတော့ထွက်ပြေးတော့တာရှိတယ်။ပူလို့ဘက်ကတော့တောက်ဆောက်ကျွန်တော်တို့စစ်ကြောင်းထိုးနေတယ်လို့ကျွန်တော်ကြားသိရတယ်။ဘယ်နေရာထိုးတယ်ဆိုတာတော့ကျွန်တော်တို့မပြောသေးပါဘူး။အဲကျွန်တော်တို့တက်ပြော်သားတွေပဲနားမှာပဲနားမှာ အောင်ဝင်းတွေကိုပဲကျွန်တော်ပြ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 န်လဲပြပြပါမယ်အခုစကြောင်းထုတ်တယ်လို့ပဲကျွန်တော်ညီကောင်လေးတိရှိထားဖို့လိုပါတယ်နောက် why map ကိုကျွန်တော်ပြောမယ် why map မှာဆိုမနေ့ကစတုံမြို့မှာဆိုလို့ရှိရင်ဗက်ထုချတယ်ဗက်ထုလိုက်တဲ့အချိန်မှာ KIA တွေဒါ KPD တွေတော်တော်ကြီးကိုလစ်သွားတာကျွန်တော်တွေ့တယ်စားတော့ဈေးတွင်းတော့နှလုံးထုံးတွင်တယ်ရဲစခန်းဟောင်းတစ်လုံးကျွေးတယ်အဲ့ဒါလေ900ရာဒီနံပါတ်ကျွေးတော့တော်ရဘာကြောင့်ကျွေးတယ်လဲအဲ့ဒီမှာရှိနေတဲ့အဲ KIA ရဲ့အကြီးကောင်ကရောက်နေတယ်ရဲစခန်းဟောင်းထဲမှာရှိနေတယ်အဲ့ဒါကိုတော်တော်တိကျနေတယ် အဲရှင်းလိုက်တာ17ရောက်နဲ့20လောက်ကဒဏ်ရာ17ကတော့အလစ်ပေါ့နော်အဲ့လိုမျိုးရှိတယ်ဈေးတွဲမှာတော့18ရောက်လောက်လစ်တယ်အယောက်20နဲ့အဲ3ရောက်နဲ့28ရောက်ကြားမှာအပြင်းထန်ဖြစ်တယ်ကျန်တာတော့အဘလောက်ရှိလဲတော့မသိဘူးဒါအကြမ်းမြင့်ကကျွန်တော်သိရှိတာရှိတယ်အ ਨੇ အခြေလန်မှားနိုင်မှားယွင်းလည်းရှိနိုင်တယ်ဒါလေးကတော့နည်းနည်းပြီးဖို့အတွက်ပြောပြတာဖြစ်ပါတယ်เนาะအတီတော့မပြူနိုင်သေးဘူးအဲ့လောက်ကတော့ရှိတယ်များလည်းများမယ်နည်းနည်းနည်းမယ်ပေါ့ ကဲဟုတ်ပါကြာစုဒီဘက်ထပ်ပြောမှဆိုဂျိုးဘင်ကောက်ဘက်ဂျိုးဘင်ကောက်ဥယျာဉ်ရောင်လည်းပဲတက်မတော်ကအကြမ်းဖက်နေအိမ်အိုင်ကောင်အကြမ်းဖက်အိမ်ကိုတီးတန်းကိုသွားပြီးတော့လက်နက်ကြီးနဲ့ချပလိုက်နေမှာဒုံးနဲ့ချပလိုက်တယ်ချလိုက်တော့တီးသေးကြတီးကြကြလဲအိုင်မှာအစိမ်မကောင်းစရာအကြမ်းဖက်ကတားလီလဲပါသွားတယ်အကြမ်းဖက်ကောင်တွေလည်းပါပါအကြမ်းဖက်ကောင်တွေကတော့သူတို့မပြတာတာဘူးအကြမ်းဖက်ကောင်လေးတကောင်သူတားလီတကောင်ပေါ့ဒါနောက်တစ်ချိန်အကြမ်းဖက်ဖြစ်မဲ့ကောင်လေးတော့လက်သွားတယ်လို့ကျွန်တော်တို့လည်းကြားသိရတာရှိတယ်နောက်ဂျိုးဘင်ကောက်နဲ့အုပ်ဖွယ်အဆက်မှာဆိုလို့ချင်းဒေါင်းစပကွင်းရွာတို့ မြုပ်ကန်ရွာတို့ဖလန်းမဲရွာတို့ရွာတဲ့ရွာတို့ဒါလက်နက်ကြီးတွေနဲ့သုံးမှလည်းဒါရိုးအတက်လည်းနေမနေ့ကဆိုလည်းဒါကျွန်တော်ဘာလဲမြုပ်ကန်ရွာကိုလည်းဖစ်ထူတာကျွန်တော်တို့ပြောလိုက်သေးတယ်ဟုတ်တယ်မလားတောက်လျှောက်အိမ်ညာမှာတော့ဖစ်တရားတော့တော်တော်ထူနေရတာကိုကျွန်တော်တွေ့ရတယ်ဒါအခုဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဘာသာရေးဘိုင်းนี่ကျွန်တော်တို့ဘာကြောင့်ပြောလာတယ်လဲဘာကြောင့်ဖြစ်လာတယ်လဲဆိုတော့ရခိုင်ဘက်အရေးကိုကျွန်တော်တို့ပို့ပြီးတော့စိုးရိမ်တာရှိတယ်။နော်စိုးရိမ်တာကျတော့ဒီဘင်္ဂလားဒေ့ရှ်မှာကော်ရာခေကော်ပရာစတ ကောဘရာကောဘရာခရိုင်မော့အဲ့လိုမျိုးပါနော်သူတို့စကားတော့ကျွန်တော်နဲ့ရှာတက်လို့ကောဘစာခရိုင်မော့အဲ့ဒီမှာဆိုလို့ရှင်ပန်းဝါမျိုးပေါ့ပန်းဝါလို့လည်းခေါ်တယ်ဗျာဒါမူးမျိုးလို့လည်းခေါ်တယ်သူကအဓိကတော့သူကဒါမူးပေါ့ကျွန်တော်ဒီဘက်ကတော့ပန်းဝါလို့လည်းခေါ်တာ အဲ့မှာရှိတဲ့ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းရှိတယ်အဲ့ဘုန်းကြီးကအရှင်ခေမစာသာပေါ့အသက်က22နှစ်ပဲရှိပါသေးတယ်သူဆွေကျိုးချတည်ဆုံးနေတာကိုဒါတော့တွေ့ရှိရတယ်အဲ့တော့ဒေသခံပြည်သူတွေကဒီဆရာတော်ဒီဆရာတော်ကအဲဒါလို့ဆွေကျိုးချတည်ဆုံးလောက်တဲ့အနေအထားမျိုးမရှိဘူးကြောက်ရွံ့လောက်ကြံတာပါညာဆိုပြီးတော့ဒီကျွန်တော်တို့ဟိုနေ့မှရာမှုရေစကန်ကိုအတိုင်ကျဖွဲ့အမှုဖွဲ့ရာမှုရေစကန်လည်းပဲဒါ အဲစုံစမ်းပေးမှာပေါ့အမှန်ငယ်တော့အဲဒီမှာဘာသာရေးအစွန်ရောက်တဲ့မော်ဆလင်းလေးဝင်ရောက်တက်ဖြတ်သွားတယ်တက်ဖြတ်ပြီးတော့ဇွဲချုပ်ချပြီးတော့လုတ်ကြံပြသသွားတယ်လို့အိုက်ပြည်သူအဲ့မှာရှိတဲ့ကြီးရွာမှာရှိတဲ့ရခိုင်တိုင်းရင်းသားဗုဒ္ဓဘာသာတွေကယူဆကြတယ်အဲ့ဒီလိုပဲ အဲဒါကိုအမှုလိုက်စေခြင်းကြတယ်ပေါ့နော်ဖြစ်စေကြအဲ့လိုပဲအဲ့ညမှာဘာဖြစ်တော့ဆို2012ခုနှစ်ဒီလိုပဲစက်တင်ဘာလ29ရက်နေ့မှာပဲအဲ့ဘာသာရေးအစိုးရမော်ဆယ်လင်နေကဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီရှီဟောင်းဖုံကြီးကျောင်းနေပေါ့နော်အိုင်မာကရှီဟောင်းဖုံကျောင်း6ကျောင်းရဲတိမ်6ဆောင်ရဲအဲတိမ်2ဆောင်ပေါ့တိမ်2ဆောင်ရဲနောက်တစ်ခါတောင်ကြီးရွာမှာရှိတဲ့ဖုံကျောင်းတစ်ကျောင်းရဲတိမ်3ဆောင်ရဲ အဲ့လိုမျိုးနောက်ကလူနေအိမ်ကအလုံး20လောက်ရှိတယ်မီးရှို့ဖြက်စီးသွားခဲ့တယ်ဗုဒ္ဓဘာသာတွေကအဓိကကတော့အဖြက်စီးခံနေရတဲ့အနေအထားမျိုးရှိတယ်အဲ့ဒါတော့မှကျွန်တော်တို့ဒီမြန်မာနိုင်ငံထဲမှာထွက်မြတ်သူဆိုတဲ့အကောင့်လားအမ်မဟာပညာကျော်ဆိုတဲ့အကောင့်ကဗုဒ္ဓဘာသာအာဝနေ့ဖြစ်တယ်လို့ဗလီတွေတောင်မှရွှေကိုတည်တယ်လို့ဒါမနေ့ကပြောတာကိုကျွန်တော်တို့တွေးရှိရတယ်စိတ်မကောင်းစွာပဲတွေးရှိရတယ်အခုတလောအော်ဘယ်လိုဖြစ်တယ်လဲဆိုတော့ဗုဒ္ဓဘာသာကိုရိုက်ချိုးဖို့အတွက်ကိုဗုဒ္ဓကိုထင်ပေါ်ကြောက်တောင်းအရင်လုပ်တယ်လှုပ်လဲပြီးလဲပြီးတော့ဗုဒ္ဓဘာသာ ရဲ့မှာကောင်းကောင်းတွေကိုပဲအခုဒီထွက်မြတ်သူပြောနေတာကိုကျွန်တော်တောက်ချောက်တွေးကြည့်တွေးရှိနေရတယ်အဲဒါဒါကျွန်တော်တောက်လောက်ကြလို့ရှိရင်သူ့ reaction လုပ်ပြီးရှင်းပြပေးပါမယ်နော်အဲဘာသာရေးအကြောင်းလေးနည်းနည်းလေးအခုဆက်ပြောလိုက်အောင်ပဲဗျာအဲအခုကျွန်တော်ပြောနေတဲ့အချိန်မှာပဲဒါဒီနေ့30ရက်ပေါ့မနက်ပိုင်းအစောကြီးပေါ့နော်6နာရီလောက်ပဲရှိအောင်ပါဒီနေ့ဒီနေ့ပေါ့နော်အဲကအစောကြီးဆိုတဲ့လောင်းလုံးမှာအခုတိုက်ဝဲတိုက်နေမြို့ထဲဒီမှာအကြံဖက်တွေရောက်ပြီးတော့တိုက်နေတာတွေ့တယ်တနတ်တန်တွေရောဒါတိုက်ဝဲတက်မလာဘက်ကလည်းတိုက်နေတယ် လေကြောင်းတွေနဲ့ဖိထုဖို့လိုအပ်တယ်တော့ထင်တယ်နော်တော်တော်ကြမ်းကြမ်းတဲ့လို့အဓိကတော့အဲ့နေရာမှာကအမ်တမတော်သားတွေကစကြောတော်ထိုးနေတာပဲအကြမ်းတ်တွေကလာလာတိုက်တာပြီးခဲ့ရက်ကလည်းစားဖားရုပ်ကိုလာတိုက်တယ်ကားရင်လည်းတကားသုံးသီးလောက်နဲ့လာချတယ်လာလာတိုက်တယ်အခုရက်ကတော့နည်းနည်းပိုဆိုးနေတာကိုကျွန်တော်တွေးရှိရတယ်အဲ့တော့အဲ့ဒီတနေ့နိုင်တဲ့ဘက်မှာရှိတဲ့အကြမ်းတ်တွေဒီလောင်းလုံးဘက်မှာရှိတဲ့အကြမ်းတ်တွေကိုပြက်ပြက်သားသားနိုင်ငံတော်အစ်စ်နဲ့မရှင်းလင်းရင်တော့ကျွန်တော်တို့ဒီလိုပဲတိုက်လိုက်နဲ့ပြည်သူတွေလည်းကြည်လိုက်ဖြစ်မှာပဲအဲ့တော့တောင်းတော့တော်တော်ဆိုဖုံးချတော့မယ် နော်တောင်းတော့လေချောင်းတွေလာတော့မယ်လာပြီးတော့ရှင်းနေတော့မယ်ရှင်းနေတဲ့ခါကျ drop ဘုံတွေချမယ်ရှင်းနေတော့မယ်ဆိုဂျားလဲလိုက်ပြည်သူလဲတည်တယ်အကြမ်းဖက်လဲတည်ကြမှာပဲနော်အဲ့တော့ကျွန်တော်တို့နည်းနည်းကတော့တိုင်ဝဲတွေကိုရက်တန်းရန်နာတည်နေမှာလဲအကြမ်းဖက်ရှိတဲ့နေရာတွေလိုပဲချက်ချင်းသတင်းပို့ပေးစီလိုပါတယ်အဲ့ဒါဆိုအကြမ်းဖက်တွေမရှိတော့တိုင်အကြမ်းဖက်တွေအေးမှာလဲတိုင်းပြည်အေးကြမှာဖြစ်ပါတယ်ကျွန်တော်ဒုတိယဖက်မှာရရှိတာရှိတယ်အဲ့မှာလဲလေကြောင်းတွေလက်နက်ကြီးတွေနဲ့အမုံကြွေးလို့ရရှိလိုက်တာရှိတယ် နောက်ခါယသိတောင်ဘက်ဆိုလည်းပဲမိုးဆက်ကျောဘက်မှာလက်နက်ကြီးတွေနဲ့ဆုံးသွားလို့ဒါအေဒီလည်းတော်တော်များများသိတာကိုကျွန်တော်တွေ့ရတယ်နောက်တစ်ခါကျတော့ကြယ်ရိုးစိတ်ကြီးရွာပေါ့ဒါအေရဲ့အထိုင်စခန်းကိုလည်းပဲတောင်းတော့လက်နက်ကြီးတွေနဲ့ဆုံးမတာပေါ့ဒီရသေးတောင်ဘက်မှာလည်းကြယ်ကြယ်ရိုးစိတ်ကြီးရွာရှိတယ်အဲ့ဒီမှာအထိုင်စခန်းတွေကိုတပ်မတော်ကဘုံကျဲရှင်းလင်းလက်နက်ကြီးတွေနဲ့ချပြီးတော့ရှင်းလင်းတာကြီးတယ်လေအနေနဲ့တိတ်တာကင်းထောက်တယ်ကင်းထောက်ပြီးတော့ဒါမှအကြံဘက်စခန်းတွေမှာအထိုင်ဘက်စခန်းတွေကိုဘက်ကလက်နက်ကြီးတွေနဲ့ဆုံးမပေးတယ်ဒါ navy ရေတက်ကလည်းဆုံးမပေးတယ်လို့ကျွန်တော်တို့ကြားသိရတယ်ပြီးတော့တန်တော့နဲ့ကွာလမ်းဆုံးအနီးမှာပေါ့ဗျာအဲ့နားမှာရှိတဲ့နေရပေါ့ပတဲကောရွာပေါ့အဲ့အနောက်တောင်မှာမှကျတောင်ကျောင်းအေးစကန်းနေကောမနေ့ကတော့တက်တော့ဖြောက်ကြိန်လောက်ထုတယ်အလုံးမမနေဘူးထုကြတယ်လက်နဲ့ကြီးတွေနဲ့ပြက်တယ်လက်နဲ့တွေနဲ့လည်းတောင်းလျှောက်ကျွေးတာအမုံကျွေးတာအေးဒီတခါအဲ့ညမှာယာကြော်ဖြစ်တယ်နော်အေးဒီတခါတော့ယာကြော်လစ်တာပဲဆိုတာအဲ့အဲ့မှာတော်တော်ယာကြော်လစ်တယ် မမှန်ကန်ကန်လစ်တာအဲ့တန်တော့လည်းတညာလုံးအမုန်းကျွေးတာနော်အဲဆက်တန်းတဲ့နဲ့ဒါအေးတွေတော့သူကောင်းနေပြီဘာကြီးလုံးဝမှမသိသူကောင်းနေပြီဟိုဘက်ကအာဟိုဘက်ကဗလီဟိုကောင်းနေတော့ကျွန်တော်စကားမပြောသေးဘူးတပ်မတော်နဲ့ချတာပဲကျွန်တော်ပြောအောင်မယ်နော်ငါပလီတို့ဂျိတ်တော်တို့လည်းဒါရေတက်ကနေပြီးတော့ကျွန်တော်လက်လက်ကြည့်တဲ့ဆုံးမနေအချက်နေပြီးကနေပြီးတော့နော်အဲငါပလီတို့ဂျိတ်တော်တို့လည်းအဲတဆက်တဲ့ကျွေးနေတာတော့ကျွန်တော်တို့တွေ့ရတယ်အဓိကကကျွန်တော်တို့အဲ့ဘက်မှာပြပြရှိတဲ့ခါကျတော့ဘင်္ဂလားဒေ့ဘက်ကမွတ်စလင်တွေကလည်းပဲ ရခိုင်တွေကိုရသလောက်ရှင်းတယ်နော်ရခိုင်တွေကိုလက်နက်ကင်နာမကင်နာမတွေရခိုင်တွေးတာနဲ့ရသလောက်ရှင်းတာကိုကျွန်တော်တို့တွေ့နေရတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ကတော့စိတ်မကောင်းဖြစ်ရတာပါဗျာနော်ဒီဘာသာကြားတွေကတော်တော်ဆိုးသွမ်းလာတာကိုကျွန်တော်တို့အခုချိန်မှာအဲကြက်ကြက်တဲတဲကိုမြင်နေရပြီအဲ့တော့ဒေါ်နယ်ထရန့်ကလည်းပဲသိရှိသွားပြီဖြစ်တဲ့အတွက်ဒီကုလသမဂ္ဂမှာဒီ180ကျွန်တော်ညီလာခံမှာသူပြောသွားတဲ့ဒါ ဥရောပအနောက်ဘက်တကားပွင့်နေပါ냐ဆိုအခုအဲ့ဒါဥရောပဗီတိတ်ဘက်မှာဆိုလို့ရှိလို့ရှင်မော်ဆယ်လီနီကိုလုံးဝဗီတိတ်ဝင်ကြီးချုပ်တော်မှာဒီတွတ်တော်ဒဲရနေပြီးတော့မှနှင့်ထုတ်ပြီးတော့မှဒါသူတို့ဘက်သူဆုံးဖြတ်တာရှိတယ်ဗီတိတ်ဝင်ကြီးချုပ်ကဒီမော်ဆယ်လီနီနိုင်ငံနေနဲ့လက်ပိတ်လိုက်ဦးနဲ့တိတ်တဆိတ်လောက်ကြံပြီးတော့ လုံနေတာကြီးလည်းပဲဒါသူချို့ထောင်လိုင်းကြီးတွေကနေပြီးတော့တိရှိတာရှိတယ်အဲ့ဒါမကြခင်မှာတော့အဲ့ဒီအနိုင်ငံတော့ပြည်ထောင်တက်မဲ့တဲ့နဲ့အဓိကပြောချင်တာကအဲ့မှာဆိုလို့ရှိရင်ဒီခိုးဝင်ဘင်္ဂလီပေါ့သူတို့မွတ်ဆလင်တွေပေါ့ဆယ်နှစ်နေတယ်လို့အနည်းငယ်20နေတယ်လို့အနည်း30နေတယ်လို့ဆက်ရဲဆိတ်ပြီးတော့မလိုအပ်တဲ့သူတွေအကုန်လုံးသူနိုင်ငံနဲ့ပြန်နေထုံမယ်လို့ဒါကျွန်တော်တို့အကြမ်းဖက်ကြားသိရတာရှိတယ်အဲ့ဒီလိုပဲလောက်ရမှာပဲနိုင်ငံတကာမှာအဲ့လိုမွတ်ဆလင်တွေဟိုနေဖြစ်တဲ့နိုင်ငံကျော်တဲ့ကောင်တွေပြောတာ ူနိုင်ငံနဲ့သူမြန်မာနိုင်ငံမှာနိုင်မှုဆိုရင်ကျတော့အေးစေးနေတာနေမီကြော်တာမို့နေမီကြော်တဲ့ကောင်တွေကိုရှင်းကိုရှင်းရမယ်ဒါမှကျွန်တော်တို့တိုင်းမီကရေရေတည်တဲ့ခိုင်မြဲတဲ့တိုင်းမီဖြစ်မှာတူရှင်တွဲဘာသာကြားဘသူပဲဖြစ်ဖြစ်တူရှင်တွဲနေထိုင်လို့ရမှာအဲ့လိုမှမရှင်းဟိုအနောက်နိုင်ငံဝင်လာတဲ့မိုးဆက်လင်တွေက အာဒီဗမာပြည်မှာရှိနေတဲ့မော်စလင်တွေနဲ့အတူတူပုံစံမျိုးလှုပ်ပြီးတော့တိုင်းမျိုးဖျက်ဆီးဖို့ရှိတယ်အဲ့ဒါကိုကျွန်တော်တို့ကအမြဲဂီယူတက်ဆိုင်စောင့်ကြည့်ရမှာဖြစ်တယ်เนาะအခုကျွန်တော်ဆက်ပြောလိုက်အောင်မယ်ကျွန်တော် comment တွေရေးလာတာရှိတယ်ကျွန်တော်ဘိုင်ဗဘာရံမှုအကောင့်ကို comment ဝင်ရေးတဲ့ညီကောင်မလားတယောက်ချင်းစီတိုင်းကိုကျေးဇူးအရာထူးတင်ရှိပါတယ်ဆိုတဲ့အကြောင်းကိုပြောခြင်းနဲ့ကျွန်တော်ဒီနေ့ comment လေးတွေကိုအရင်ဖတ်ပြပြီးကျွန်တော်ပြောချင်တာလေးကိုပြီးပြောအောင်မယ် comment လေးတွေအရင်ဖတ်ပြမယ်ဆိုလို့ချင်း မန်းဆန်နန်းဆန်နဲ့မန်းတော်နဲ့ဒါတိမ့်ခိုင်းကျင်နေဆိုအော်ဟုတ်ပါလေမန်းဆန်နဲ့နန်းတော်ကဒါပလောင်နေမီဖြစ်တဲ့ပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဖြစ်တဲ့အတွက်တိတ်ရဲ့အိုင်းညာပြကျွန်တော်လည်းတိတ်စေခြင်းပါလေနော်နောက်မိုင်းညောနဲ့မိုင်းတုံကြားတောင်ညောမှာတဲ့ပလောင်နေကရွှေတူးနေတယ်တဲ့အဲ့ဒါလည်းဖိထုရှင်းလင်းပေးစေခြင်းပါလေတဲ့တပ်မတော်ကြီးကကြားသိပါသေးဗျာနော်ပလောင်ရွှေတူးနေတယ်ပေါ့နောက်ရွှေဘုံမန်းတိစကိုင်းလမ်းကိုရှင်းစေလို့တဲ့အော်ဒါမှရှိတဲ့အကျန်းဖက် ဂိတ်စကန်တွေကိုဒါတမလောင်ဒုံးလုံးနဲ့ဘုံနဲ့ရှင်းလင်းစေချင်တယ်လို့ပြောတာဖြစ်ပါတယ်တမလောင်ကြီးလည်းကြားသိရတာကိုရှင်းလင်းနိုင်ပါစေလို့ပဲကျွန်တော်လည်းပြောချင်ပါတယ်เนาะဘာလို့ကျွန်တော်တို့ပြောနေတာတွေကိုလည်းပဲဒီကျွန်တော်တို့တက်ဆိုင်ရာအစိုးရဌာနပိုင်းတွေကစစ်ဆီးနေတာရှိပါတယ်အဲ့တော့ကျွန်တော်တို့ပြောနေတာကိုလည်းပဲတည်င်းရယူပြီးတော့လည်းပဲတွားရောက်လှုပ်ဆောင်တာလည်းရှိပါတယ်